လုံးမမင်္ဂလာပါဒီနေ့တရေတင်မဲ့တင်ခဲစာကတော့အခန်း၄၄ချင်းငယ်ဒီသမတိကနံပါတ်၃ဖြစ်ပါတယ်နော်နံပါတ်၃ပါဆိုလို့ရှိရင်ဒီတို့ကအောက်ပါကိန်းနဲ့တို့ကိုစာကိန်းကြီးများခွဲပါတယ်နော်အမှန်နံပါတ်ကကြီးမှာ 4ny + 3ny + xma + 6na ဖြစ်ပါတယ်အဲ့ဒါကိုဒီတို့ကဂွင်းနှခွင်းနဲ့ခွဲလိုက်မယ်နော်အရှိကကိန်းနှလုံးအတွင်းနောက်ကကိန်းနှလုံးအတွင်းခွဲလိုက်မယ်ခွဲပြီးတဲ့အခါမှာဒီတို့တူတဲ့ဟာကိုပုံထုတ်မှာပေါ့နော်တူတဲ့ဟာပုံထုတ်တဲ့အခါမှာ ရှေ့ရခွင်းမှာဆိုသူတွေကဘာပဲရှိရဲဆို wine လုံးမရှိရဲဒါကြောင့်မရှိတော့ wine ကိုဘုံလို့လိုက်မယ်နော် wine ဘုံလို့လိုက်မယ်နောက်ခွင်းမှာကျတော့သူတွေက h လုံးမရှိတဲ့အဲ h ကဲဆို6 h နဲ့6နဲ့နော်ရှေ့ရကိန်းငနဲ့ရဲ့စာပွဲကိန်းကြီးကအဲဒီစုံပုံစာပွဲကိန်းကနှစ်ဖြစ်တဲ့အတွက်ကျတော့28ပေါ့နော်28ကိုဘုံလို့လိုက်မယ်ဒါဆိုရင်အဲရှိကိုကြတော့ကျွန်တော်နှစ်လေးရှိရတယ်နှစ်ကိုဘုံလို့တော့ဗာရရဆိုရင်ဒေးကျင်မယ်နောက် x ကိုလည်းဘုံလို့တော့ m ပဲကျင်မယ် နောက်ကိန်းမလာတိုင်းပဲ၆ကနှစ်လုံးကြီးချောင်းနှစ်ကိုဘုံတော့တုံးကြံပဲ H ကိုလည်းဘုံတို့ကြတာဖြစ်တဲ့ and လုံးမဲ့ကြံပါလေနော်။ဒါဆိုရင်ဒီတော့ကတူသွားပြီ4 and plus 3 and တူသွားပြီဖြစ်တဲ့4 and plus 3ရကိုလုံးနဲ့ရေးလိုက်မယ်။ပြီးကြရင် y plus 2h ကိုတကွင်းရေးလိုက်မယ်နော်။နောက်ခါဝင်လိုက်အတိုင်းပဲဒီလိုနှစ်ကွင်းရေးလိုက်မယ်ရေးပြီးတဲ့အခါမှာငါရှေ့ရခွင်းမှာဆို a x minus b a ဆိုတော့ x ကတူတာဖြစ်တဲ့ x ကိုပုံထုတ်မယ်နောက်တစ်ကွင်းမှာကျတော့ 3ay နဲ့ 3by ဆိုတော့ 3y ကိုပုံထုတ်လို့ရရပါတော့ ဒါကြောင့်မို့ရှေ့ရခင်းမှာကျတော့ x ကိုပုံထုတ်ပြီးတော့နောက်ရောက်ခင်းမှာကျတော့ 3y ကိုပုံထုတ်လိုက်ပါရစေ။ဒါပြင်ကျတော့ကျန်တာက ax b အိမ်မှာ x ကိုပုံထုတ်ရင် a b ကျန်တယ်။ dy 3by မှာကျတော့ 3y ကိုပုံထုတ်လိုက်တဲ့ကမှာ a b ကျန်တယ်။ဒါပြင် a b a b 2ရပြည့်တဲ့တခုရဲ့ရေးမယ်။ပြကြရင် x နဲ့အဲ a 3ကိုဂွေးလေးလေးနဲ့မှာကျတော့ထည့်လိုက်ပါနော်။ဒီမှာကငယ်လေးအတိုင်းပါပဲကျတော့ဂွင်းတစ်ခုခတ်လိုက်မယ်အဲ့ဒါခတ်တဲ့ခါမှာကျတော့အလဲကောင်ကဂွင်းရလေ အဲကိုလည်းကောင်အပေါင်းစီတွန်းတာမရှိဘူးလည်းကောင်အနှုတ်ဆိုလို့ရှိရင်ဝင်းရဲ့ရှိမှာနှုတ်ကရောက်သွားတဲ့ဖြစ်တဲ့ဝင်းရဲ့လက္ခဏာလေးပြောင်းသွားပါတယ်နော်အမှ minus 2 by က plus 2 by ဖြစ်သွားတယ် plus cy က minus cy ဖြစ်သွားတယ်ဟုတ်ပြီနော်ဒါဆိုတော့ဝင်းရဲ့ရှိမှာအနှုတ်လက္ခဏာခြံထားခဲ့လို့ပါဒါဆိုလို့ရှိရင်ကျွန်တော်က hph minus 4 ch မှာကျွန်တော်ဘာလို့လို့ရဆိုရင် 4h ကိုဘုံလို့ရတယ်နောက်က2 by minus cy မှာကျွန်တော် y ဝဲပုံထုတ်လို့ပါနော်ဒါဖြင့် ့အဲ2ပြီ minus မှာ4ကိုဘုံထုတာဖြစ်တယ်တဲ့6က4နဲ့လीရှေ့အဲဒါကြီးတော့6ကိုဘုံထုတာနှစ်ကျန်မယ်8ကိုလည်းဘုံထုတာဖြစ်တယ်တဲ့ B ကျန်မယ်ပေါ့နော်နောက်ကနံပါတ်4မှာအဲနောက်ကနော်ရှေ့ရကွင်းရဲ့နောက်က green ကနန်းမှာက 4C8 ဖြစ်တယ်တဲ့ 4A ကိုဘုံထုတ်ရေ C ကျန်မယ်ပေါ့နောက်က 2B y minus CY မှာ y ကိုဘုံထုတ်ရင်ရှေ့က 2B ကျန်မယ်နောက်ကကျတော့ C ကျန်မယ်ပေါ့နော်အဲ့ဒီ 2B minus C တူတာဖြစ်တဲ့0အထိရဘုံထုတ်လိုက်မယ်အဲနောက်က 4A minus 1ကိုကျတော့ green green နဲ့မှာဒီလိုထည့်လိုက် အဲ့မှာ white လုံးမတွေ့လို့ကလေးတို့ကထင်မှာပေါ့ဒါပေမဲ့ 2b minus c ကိုဆိုတော့ဂုံထုတာဖြစ်တဲ့အတွက် 2b minus c မှာရှိမှရှိရဲ့ minus က y နေရာမှာပါလာတယ်ပေါ့နော် y နေရာမှာရိုးထည့်လိုက်တာပါဒီနမကကြီးနမကကြီးလည်းခုနတိုင်းပဲသူတို့နော်နှကွေးခွဲတဲ့ခါမှာသူအလဲကောင်ကလက္ခဏာကအနှုတ်ဖြစ်တဲ့အတွက်ဝင်ခက်လိုက်တဲ့ခါမှာပြောပါတော့ရှေ့ကနော်အနှုတ်ကအဲ့ဒါခွေးနှစ်ခုကြားထဲမှာရှိတယ်ပေါ့နော်နောက်ကခွေးရဲ့ရှေ့မှာရှိတဲ့အတွက်ခွေးရဲ့လက္ခဏာကိုကြောင်းမယ် -50 is y ကကျတော့ plus ဖြစ်သွားပြီးတော့ ဘိုင်းနဲ့27 BY ကလည်း plus 27 BY ဖြစ်သွားပါတယ်။ဒါပေမဲ့ 55th AH နဲ့ 99BH မှာကျတို့ဘာကိုပုံလို့ရခြင်းလဲ။အဲဒါဆိုတော့အဲဒီလိုရဲ့စာကွက်ရင်း70ဖြစ်တဲ့အတွက်70ကိုပုံလို့ရတယ်။ဒါကြောင့်မို့ 55A ကို70 75 55ခွဲမယ်။ 69A ရဲ့ 79B 69ဒါဆိုရင်အရှိမကကျတို့ဘာလဲ 11H ကိုပုံလို့ရတဲ့အခါမှာ55က75 55 70ကိုပုံလို့ရင်9ကျန်မယ်။ H ကိုလည်းပုံလို့ရတာဖြစ်တဲ့ A ကျန်မယ်ပေါ့နော်။ ော့69ကလည်း static code 69မှာ static code ပို့လို့ရင်9ကျန်ပဲ x code ပို့လို့ရင်2ကျန်တယ်ပေါ့နော်အဲနောက်ဆုံးမှာကျတော့လည်းဒီလိုပါလို့လဲဆိုရင်အဲ3အောင်ပို့လို့ရတယ်နော်3အောင်ပို့တဲ့အခါမှာနော်3 y ကလည်းတူရတဲ့ y ကိုလည်းပို့လို့လဲဒါတင်15ကျတော့3 9 15ကျတော့5ကျန်ပဲ y ကိုလည်းပို့လို့ရပြည့်တဲ့8ကျန်ပဲငါက27 b1 ကကျတော့လည်း3 9 29ကျတော့3အောင်ပို့လို့ရင်9ကျန်ပဲငါက y ကိုလုံးကိုလည်းပို့လို့ရပြည့်တဲ့2ကျန်ပဲပေါ့နော်ဒါတင်5 a 9 b က2ပါပြီဒါတင်အဲ့ဒါကိုတစ်ခုနဲ့ရေးမယ် နောက်မှကျန်တဲ့ 11h minus 3y ကိုတော့ဒီတိုင်းရေးမယ် 3y ရဲ့ရှေ့မှာတော့မရှိပါမယ်ဒီ5ရဲ့ plus 9ပြရဲ့ရှေ့မှာတော့ရှိတယ်နော်ကဲဟုတ်ပြီနော်ဒါဆိုရင်နံပါတ်5ပါနံပါတ်5မှာလည်းခုနအတိုင်းပဲရှိလို့လုပ်လိုက်မယ်လည်းတဲ့ခါမှာအလဲကောင်မှာနော် minus ရှိတဲ့အတွက်ခုနအတိုင်းပဲတွင်းရပြောင်းဝင်းနေမှာတွင်းနေရလက္ခဏာတွေပြောင်းနေမယ်နော် minus 84ay ကပလက်ဖြစ်သွားမယ်။နောက်က +44by ကကျတော့ minus ဖြစ်သွားမယ်နော်။ဒါဆိုရင် 144ကို90 90နဲ့ချိုးစာဝင်ခဲ့တဲ့အခါမှာ90နှစ်ပဲ90 144ဆိုတာ90နှစ်နဲ့လေဆိုတာ90နှစ်ကိုရိုးပို့လို့လိုက်မှာ90နှစ်နဲ့ h နဲ့ကိုပို့လို့လိုက်မယ်။အစင်း144ဆိုတာ90နှစ်နဲ့လေ90နှစ်ကိုပို့လို့လိုက်ကမှာ2ကျန်မယ်။ဒါက h ကိုပို့လို့တော့ a ပဲကျန်တယ်ကော။အဲ့ဒီမှာ90နှစ် b မှာလည်း90နှစ် a ကိုပို့လို့တဲ့အခါမှာ b ကျန်တယ်။နောက်တစ်ခုကလည်းနောက်ကခွေးမှာလည်းအတိုင်းပဲကျတော့40နှစ်နဲ့ y နဲ့ကိုပို့လို့ရတယ်။အဲ့ဒါ64ဆိုတာ40နှစ်နဲ့လေဖြစ်တဲ့အတွက်အဲ40နှစ်ကိုပို့လို့ရရင်2ကျန်မယ်။ y ကိုလည်းပို့လို့ရဖြစ်တဲ့အတွက် a ကျန်မယ်ပေါ့နော်။ နောက်မှကျတော့လေစနစ် wire ကိုဘုံလို့တာပြည့်တဲ့ဗီပဲကျင်တယ်ဒါဆိုရင်2 wire ယူနော်အဲ့ဒါ2 wire minus 1ကို3 wire minus b ကိုအဲတကွေးထားလိုက်မယ်နောက်ကပြပြမှကျန်တဲ့ 472h minus 42 wire ကိုကျတော့တကွေးထားလိုက်ပြီနော်ဟုတ်ပြီငါပြီးတော့ကျတော့စာလုံးမှာစာလုံးက n square plus 2n plus mb plus 2b ဒါကျတော့ကျတော့ကိုလုံးအပေါင်းကြီးပဲဆိုတော့ကျတော့လက္ခဏာကြီးကြောင်းကြရမှုရိုင်းမဲ့ရေးလိုက်မယ် n square plus 2n မှာဆိုရင်ကျတော့ဘာဘုံလို့ရတယ် n ကိုဘုံလို့မယ်ဆိုရင် template တို့ကျင်မယ်နောက်က green မှာကျတော့ PO ဘုံတို့ရင် template တို့ကျင်မယ်ဒါဆိုရင် template တို့ကျင်ရင်တူတာဖြစ်လို့လည်းဘုံတို့လိုက်မယ်နောက်ကကျန်တဲ့ဝင်ရဲ့အပြင်ဘက်မှာကျန်တဲ့ and နဲ့ PO ကြရတယ်ကျတော့ template ပြီးလို့တပင်းလုပ်လိုက်မယ်နော်ဒါပြီးတော့စလိမ်ပါစလိမ်ပါလဲကျိုးနုကတိုင်းပဲနှစ်ပြင်းလုပ်မယ်အလဲကမှာအပေါင်းဖြစ်တဲ့လက္ခဏာကြောင်းကြာမလို့ဘူး CY square နဲ့ 3y မှာကျိုးကျိုး 3y ကိုပို့ထုတ်မယ် 2py နဲ့ပြီးမှဆိုရင် p ကိုပို့ထုတ်လိုက်မယ်ပေါ့နော်ဒါဆိုရင် CY square မှာကျိုး 3y ကိုပို့ထုတ်လို့ရှိရင်အဲ 2y ကျန်တယ် အဲ3 wire မဲရှိတာကို3 wire ပို့လို့လဲအဲ့ဒီနေရာမှာဇီရိုမျှပေါ်ပေးပါလေတစ်ပဲကျင်တယ်နော်ဒါဆိုဝင်တာက 2p wire minus p မှာ p ကိုပို့လို့လို့ရှိရင် 2wire ကျင်မယ်နောက်မှာ minus p ကကျတော့ p ကိုပို့လို့လဲပါလေကျင်မှာ minus 1ပဲကျင်ပါလေဒါဆိုရင် 2wire minus 1နော်2 2သွားပြီဆိုတော့ဇီရိုပို့လို့လိုက်မယ်အဲ3 wire plus 3 wire minus အဲ3 wire plus p ကိုလည်းဇီရို p မှာပို့လို့အဲ twin ဝင်လိုက်ရပါတော့ဒါခွဲရတဲ့တော့လည်းဇီရိုခုနအတိုင်းပဲသူကအလေးအမအပေါင်းဆိုလို့ရှိရင်တော့ပြဿနာမရှိလက္ခဏာကြီးပြောင်းစရာမလိုဘူးနော် ။ဒါဆိုရင် 3ab b square မှာကျွန်တော် b ကိုအကုန်လုံးတာဖြစ်တဲ့အတွက် 3a b ကျမ်းပဲ။နောက်တော့ဘင်းမှာလည်းကြာတော့လေကျွန်တော် a ပဲတူတာဖြစ်တဲ့အတွက် a ကိုအကုန်လုံးရင် 3a b ကျမ်း။ဒါဆိုရင် 3a b ကတူတာဖြစ်တဲ့အတွက်တကွင်းနဲ့ထားလိုက်ပုံထုတ်လိုက်မယ်။ b a ကိုဒီတိုင်းထားလိုက်မယ်နော်။ b a ကိုကျွန်တော်ကခွင်းတစ်ခွင်းနဲ့မှာထည့်လိုက်မယ်။ဇာခွဲပြီးတော့ဇာမြင်စေပါ။ဇာမြင်စေတဲ့ကျွန်တော်နှစ်ဝိုင်းဝိုင်းလိုက်မယ်။နောက်ပြီးကမှကျွန်တော်ဘာကိုပုံထုတ်ရရလဲဆိုတော့ nm ကိုပုံထုတ်ရရတယ်။ nm ကိုပုံထုတ်လို့ရှိရင် n တစ်ထပ်က n တစ်ထပ်ကျမ်းပဲနော်။ တော့နောက်ကနောက်က 2n5 2ပဲကျင်မယ်ပေါ့နောက်ကခွေးမှာကျတော့ n မတူတာဖြစ်တယ် n တစ်လုံးနဲ့ဝန်းလို့တာဖြစ်တဲ့အတွက် 2+n ကျင်ပါတယ်အဲ့ဒါအဲ့ဒီ 2+n ကိုကျတော့ n+2 လို့ပြန်ပြောင်းလိုက်ရင်ကျတော့ 2y ပေါ့နော်အဲ့ဒါ n+2 ကိုပုံလို့လိုက်မယ်နောက်ကခွေးထဲမှာပါကျင်မယ်ဆိုရင် nn+n ကျင်မယ်ပေါ့ဟုတ်ပြီနော်နောက်တစ်ခုကညပါဟော nn+n မှာဆိုတော့တစ်ချက်ပြီးတော့ပုံလို့တာရယ်နော် n ခွေးနဲ့ပုံလို့ရရတယ်အဲ့ဒါ n+1 ကျင်တယ်အဲ့ဒါလေးကသူကထပ်ပြီးတော့ပုံလို့တာပါ ငါတို့ကနမညပါနမညမှာလည်းခုနတိုင်းပဲဂွေနှခွေးခွဲလိုက်မယ်။ဘာလို့ဘုံထုတ်လို့ရလဲဆိုရင် 4A ကိုဘုံထုတ်လို့ရပါတယ်။ 4A ကိုဘုံထုတ်ရင်ရှေ့က 4A ကိုဘုံထုတ်လိုက်ရင်1မှတ်ကျယ်မယ်။နောက်က AA2 ကိုဘုံထုတ်တဲ့အခါမှာကျလို့ H ကိုကြတော့၄နဲ့၄ရှေ့လို့ခွဲလို့ရတယ်။ဒါကြောင့်မို့၄ကိုဘုံထုတ်ရင်1ကျယ်မယ်။ A3 တက်တဲ့က A3 တက်ကိုဘုံထုတ်လိုက်တော့ A2 တက်ကျယ်မှာနော်။နောက်က1 2A2 ကတော့ဒီတိုင်းမှတ်ထားရတယ်။အဲ့ဒီ1 2A2 မှာကျလို့ကနော်1 2A2 နှစ်ခုမှာတစ်ခုကိုဘုံထုတ်လိုက်တဲ့အခါမှာ 1+2 a square နေရာမှာ 1+2 a square ကိုဘုံထုတ်လိုက်အဲ့နိုင်မှာ1ကျန်တယ်ဒါကြောင့်မို့ဒီမှာ 4a+1 ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီဒီနေ့ကလေ့ကျင့်ငယ်ဒေသမတိရဲ့နံပါတ်နှစ်နံပါတ်3ပါပါနော်နံပါတ်3မှာစုံးကြည့်ကြည့်လို့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်